အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့စက္ကမရံပထဝီဘာသာရက်ကိုပင်ကြားပြီးမဲ့ဒီချေမှုပဲဖြစ်ပါတယ်သားတို့သမီးတို့ကိုဒီချေကဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဘာလဲဆိုရင်အခန်းတတဘာဝပထဝီကသင်္ကန်းစာ၅ဖြစ်တဲ့နေချက်ချင်းနဲ့လာချက်ချင်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်เนาะ ဲ့တော့ဒီချေတို့နေချက်ချင်းလာချက်ချင်းအကြောင်းအရာကိုတွားကြရအောင်ကဲနေချက်ချင်းနေလာချက်ချင်းနေဘယ်ချိန်မှဖြစ်ပေါ်တယ်လဲဒီချေတို့သားတို့သမီးတို့ကြားဘူးမယ်နေချက်နေတဲ့လာချက်နေတဲ့ကြားဘူးကြတယ်နော်ဘယ်လိုအချိန်မှဖြစ်တယ်လဲဆိုတာကိုလေ့လာကြမယ်နော်နေရယ်ကဘာရယ်လာရယ်တဒန်းနဲ့ကြာရောက်တဲ့အချိန်မှာအဲ့ဒီအရေးကြီးကြောက်နော် နေချက်ချင်းဒါမှမဟုတ်နှချက်ချင်းတွေဖြစ်ပေါ်တယ်ဒီချက်ကူပြထားတဲ့ပုံလေးကိုကြည့်မယ်ဟုတ်ပြီနော်နေချက်ချင်းနဲ့နှချက်ချင်းကိုကြည့်ရခါမှာကဘာနဲ့လတွေကအလင်းဖောက်ထွင်းနိုင်စင်မရှိဘူးနော်သူကဂျိုတွေဖြစ်တယ်နော်သူတို့ဟာဆိုလို့ရှိရင်နေမလာတဲ့အလင်းရောင်ကိုသူတို့ဘုံကြောက်ရောက်တယ်အဲ့ကြောက်တဲ့ခါမှာတစ်ဖက်ချမ်းမှာကြော့ဘုံအရေးပေါင်လေးတွေအရေးဖြော့လေးတွေတွားပြီးတော့ဖြစ်တာ နော်ညကဘာလဒန်းနဲ့ကြောက်တဲ့အချိန်ကြမှာအဲ့ဒီအရေးတွေဖြစ်တယ်။ဒါကြောင့်မလို့ညကြက်ချင်းလကြက်ချင်းကဘယ်အချိန်မှာဖြစ်မလဲ။နေလကဘာဒန်းနဲ့ကြတဲ့အချိန်ကြမှာဖြစ်မယ်။ဟုတ်ပြီနော်အဲ့ဒါအတိကတစ်ချက်နည်းနဲ့သိပြီ။ Okay ညကြက်ချင်းဘာဘလို့ဖြစ်တယ်လဲဆိုတဲ့အကြောင်းဒီချေလို့ဆက်ပြီးတော့ကြည့်ကြမယ်နော်။အဲ့တော့နေချက်ချင်းအကြောင်းကိုဒီချက်လို့ဆက်ပြီးကြည့်ကြရအောင်လကဘာနဲ့နေချာမှာ ရှိနေမယ် ီချက်ကုနာပြောခဲ့တယ်လို့ပဲနေလကဘာတဒန်းနဲ့ကြမှသာနေချက်ချင်းနေလချက်ချင်းဖြစ်တယ်လို့ပြောခဲ့ပြီနော်အခုကြည့်မယ်နေချက်ချင်းဘလို့ဖြစ်တယ်လဲဘယ်ချိန်မှဖြစ်တယ်လဲလဟာနေနဲ့ကဘာကြမှာသူကကြရောက်နေတယ်ဟုတ်ပြီနော်အဲ့လိုကြောက်တဲ့အခါမှာလရဲ့အရေးဟာကဘာဘုံကိုသွားပြီးတော့သူကကြတယ်ဒါပေမဲ့လကဘာတဲ့အရွယ်စားသေးငယ်ဆိုတာပြောခဲ့ပြီးပြီဟုတ်ပြီနော်အဲ့တော့နေချက်ချင်းကိုကဘာကနေပြီးတော့မြင်ရတာ ်နေကြချင်းကဘာနေတနှစ်ကိုနှစ်ချိန်ကနေငါးချိန်ကြည့်မြင်နိုင်တယ်ဆိုပြီးတော့ဒါတို့သမီးတို့မှတ်သားနိုင်တယ်အဲ့တော့ဒါတို့သမီးတို့ဒီနေကြချင်းအကြောင်းကိုဒီပုံလေးနဲ့တကွာလေ့လာလို့ရပါပြီเนาะဟုတ်ပြီเนาะအဲ့တော့ဒီချေတို့ဒီချက်ချင်းအကြောင်းသိပြီဆိုလို့ရှိရင်လာချက်ချင်းအကြောင်းကိုဆက်ပြီးတော့ကြည့်ကြမယ်လာချက်ချင်းအော်ခုနပြောခဲ့သလိုပဲเนาะနေလကဘာတန်းနဲ့ကြမှာနေချက်ချင်းနေလာချက်ချင်းနေဖြစ်မယ်ဆိုတာကိုပြောခဲ့တယ်ကဘာ နေနဲ့လာကြတဲ့ဒန်းနဲ့ရောက်တဲ့အချိန်နော်ကဘာရဲ့အရေးအတွင်းကိုလာဖြတ်တန်းဝင်ရောက်ရတယ်အဲ့ဒီအချိန်မှာလာကြက်ချင်းဖြစ်ပေါ်တယ်။အော်ကဘာဟာလာတဲ့အရေးစားပို့ပြီးတော့ကြီးမားတယ်ဆိုတာသိခဲ့ပြီးပြီနော်ကဘာရဲ့အရေးလာဘော်ကိုလွှမ်းခြုံပြီးတော့ကြောက်တယ်အဲ့ဒါကိုလာလုံးဝကြက်တယ်လို့ခေါ်တယ်။ဟုတ်ပြီနော်လာကြက်ချင်းဖြစ်စဉ်ကိုဘယ်မှာတွေ့ရလဲဘယ်ချိန်တွေ့ရလဲဆိုရှင် လာပြီညာဒီလာပြီကျော်တည့်ရညာဒီမှာ တွေ့ရတယ်။ဒါလို့တမိလို့လည်းမြင်မှုမှာပါ။အခုတော့လာချက်ချင်းဘယ်ချင်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပုံနဲ့တခွာကြည့်ပြီးတော့လေ့လာလို့ရပြီ။သိသွားပြီလို့ဒီ share ထင်းနေနော်။အဲ့တော့ခုဒီသင်္ကန်းစာကိုခုဒီ share ကိုလေ့လာခဲ့တဲ့အချိန်မှာဘာတွေကိုသိလိုက်လဲ။ဟောနေကဘာလတဒန်းနဲ့ကြောက်တဲ့အချိန်မှာနေချက်ချင်းလာချက်ချင်းနေဖြစ်မယ်။နော်။နေကဘာလတဒန်းနဲ့ရောက်တဲ့အချိန်မှာအဲ့ဒီအရေးတွေကြောက်ညချင်းလာချင်းဖြစ်တယ်ဆိုတဲ့အဓိကချက်ကိုရပြီ ဟောလာဟာနေနဲ့ကဘာကြောက်ကိုရောက်တယ်တံတန်းနဲ့ရောက်တဲ့ချိန်မှာလာရဲ့ကရော့ပုံအရိပ်ကလေးဟာနော်ဘယ်ဖြစ်လဲကဘာပုံသွားပြီးကြတာအဲ့ဒါနေချက်မယ်နောက်တစ်ခါကဘာဒီနေနဲ့လာကြားမှာတစ်ခါတံတန်းနဲ့ရောက်မယ်ကဘာရဲ့အရိပ်အတွင်းထဲမှာလာလေးကဖြတ်တန်းရမယ်ဘာဖြစ်ဆိုကဘာကလာထက်ကြီးရဲ့လीဟုတ်တယ်နော်ကဘာကြီးကိုနော်နေအောင်ကြီးကထိုးတဲ့အခါမှာကဘာကြီးကကြီးရဲ့သူ့ရဲ့အရိပ်မောင်းနေကိုလာလေးကဖြတ်တန်းရတယ် ဖြတ်တန်းတဲ့အခါမှာလာကြချင်းဆိုတာဖြစ်ပေါ်လာတယ်။အဲ့ဒီချက်တွေကိုအဓိကသိရှိသွားကြမယ်လို့ဒီချက်ထင်တယ်နော်။ဒီချက်တို့ဒီအဓိကချက်တွေကိုရသွားပြီ။အဲ့တော့ဒီချက်ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့အခန်းတင်တဘာဝပထဝီဝင်ရဲ့တင်ငန်းစာငားတွေကနေချက်ချင်းနဲ့လာချက်ချင်းအကြောင်းအရာပဲဖြစ်ပါတယ်။အဲ့တော့တားတို့သမီးတို့လည်းဒီတင်ငန်းစာလေးကိုနားလည်ပြီးသဘောပေါက်သွားကြမယ်လို့တော့ဒီချက်ထင်တယ်နော်။အဲ့တော့ဒီချက်နဲ့နောက်တင်ငန်းစာမှာဆက်ပြီးတွေ့ကြရအောင်။